ါကိုရမောက်ကြောင့်ပေါ့နော်ဒါဗရိတ်ရဲ့အတွဲရတုံးထုတ်ပေးမယ်တလားဗရိတ်ရဲ့အတွဲထုတ်မှာတော့ဒီ6ရဲ့ဒီ6ရဲ့ဒီ3ညရဲ့ဒီ4ရဲ့3လုံးပေါင်းနေ3ညပေါ့ပေါ့ငါဗရိတ်ဒီမှာငါဗရိတ်ဆင်းနော်ပြီးရင်ဒီ6နဲ့ဒီ4နဲ့2လုံးပေါင်းနေတယ်3ညပေါ့ငါဗရိတ်ကဲငါဗရိတ်ဆင်းဟုတ်ဒီ2နဲ့ဒီ2နဲ့ဒီ9နဲ့3လုံးပေါင်းနေတယ်3ပေါ့ပါ10ဗရိတ်ဒီ4နဲ့ဒီ9နဲ့ပေါင်းလာလဲ3ပေါ့ပါ10ဗရိတ်ဆိုပြီးဆင်း3ဗရိတ်ဟုတ်ပြီပြီးရင်ဒီ9ရဲ့ဒီ10ရဲ့ဒီ လေးရဲ့ပုံနာကဆိုတော့ကိုးပါပါလေးပြိဒီလေးနဲ့တတိတုံးနဲ့လေးနဲ့ပုံနာလဲကိုးပါပါလေးပြိစဉ်းစားနော်ဟုတ်အဲပရိနဲ့အတွဲနော်ဒီမှာ9ရယ်3ရယ်ဆိုတော့6ရယ်ဆိုတော့6ပါပါ1ဟုတ်လားဒီ6နဲ့ဒီ6နဲ့ပုံနာလဲ6ပါပါ1ပဲအဲ့တော့6တိကပရိကြမယ်နော်ပြီးတော့ကျွန်တော်ပြောနေတာအပိတ်ပြီးတော့ဖတ်ရမယ်နော်အပိတ်အတွဲထိတ်စီးတဲ့တက်လက်စီးလိုက်နော်ဒီနမောနီယာ6ပါပါ2အပ ဒီမိုးနဲ့ကိုကလေးဒီမှာကိုလေးပိတ်တယ်နော်လေးထိတ်ထိတွဲပဲထိတ်တစ်ချက်အပိတ်ချက်ထိတ်တစ်ချက်ရပြီဒီမှာကျတော့ကိုပါပါလေးဆိုပြီးတော့အပိတ်ရိုက်ဆက်ပြီးတော့ဒီမှာဒီနယ်လုံးကနေကိုပါပါလေးကိုထိတ်စီရိုက်ရမယ်ထိတ်ထိတ်တွဲရမယ်နော်ဒီအခုဒီဒီမှာဒီမှာပြောဒီမှာအတွဲရမယ်ကိုပါပါလေးဆိုပြီးတော့အတွဲရမယ်ဒါပြန်စဉ်းစားရမှာတော့ဘောနော်ဆိုတော့အပတ်တုံးရှိရှိပုံလို့ဒီမှာလေးတပင်းတပင်းတုံးနေမှာလို့လား ှစ်ပါပါ3အပိတ်တုံးအပိတ်တုံးတွဲတုံးမဖြစ်ရမယ်ဆိုတော့နောက်ပိတ်တွဲချပါကိုးပါပါ4နှလုံးပေါင်းလေးဖြစ်ရမယ်ထိကိုပြန်လဲဒီမှာနှလုံးပေါင်းလေးပါပါ9ဒီမှာ9ဖြစ်တယ်အပိတ်ကိုပြန်ကြတယ်နော်အပိတ်တွဲပြန်ကြတယ်ပိတ်တွဲကြတယ်ဒီမှာနှလုံးပေါင်း9ပါပါ4ဆိုပြီးတော့ဒီမှာထိတွဲပြကြမလားပထမကျွန်တော်ထိစည်းလမ်းပြပါတော့မှာဒီမှာကျွန်တော်ပြပေးတာ နော်ထိစိုက်ဖြစ်တော့လည်း3 3စီတအခါလိုက်ပြီးတော့၄နဲ့တော့ညင်တယ်ကျွန်တော်လေးတော့ကောင်းတယ်နော်အတင်တော့ပြင်ပြလိုက်မယ်နော်ဒါအပိတွဲနဲ့ပရိနဲ့3နဲ့2ပြီးရင်ကျွန်တော်ဒီမှာဒီအတွဲတင်ဖမ်းပြတာထိတ်ရှိအတွဲ3 1အနောက်တွဲ1ကောင်းအာစီစီဆွဲနော်အစီပြေတော့စီစီဆွဲနိုင်တော့အစီပြေပရိကောတော့ကျွန်တော်ပြီးတာကရှစ်ရှစ်အမ်ရှစ်ရှစ်၅ဒူလောက်တော့တင်ပြလိုက်တယ်နော်အာအစီပြေတော့ 6ရှင်းရှင်းနလုံးပေါင်းနေ6ဖြစ်ရမယ်ဆိုပြီးတော့ကျွန်တော်လုတ်လိုက်တာရှင်းနဲ့ကင်လိုက်တယ်ပြီးတော့335ရှင်းချင်မှနှစ်ကော်ပြီးလဲဒါမဲ့လွဲသွားတယ်ကွဲထော်သွားတယ်ပြီးတော့အင်းအာဒါပဲနော်ဟိုမှာကျွန်တော်အဆင်ပြေကြပါကျွန်တော်ပြီးကျွန်တော်တင်းမယ်နော်